ဟေးဦးရန်နဲ့စုပြည့်တို့ရဲ့ဆစ်ဆက်တောင်းရံပွဲမှာအခုလိုမထမတ်ထားတဲ့ပုံစံနဲ့တုံ့ပြန်ခဲ့လို့လူပြောများနေတဲ့စုပြည့်ရဲ့မိခင်ဒီနေ့အောင်ကျော်ပါလာ၁၇ရက်နေ့လေးကတော့ငယ်စင်းလူချစ်စနုခေါ်ကြတဲ့ဟေးဦးရန်နဲ့စုပြည့်သင်းတို့ရဲ့ဆစ်ဆက်ကြောင်းလည်းနေ့ရက်လေးပဲဖြစ်ပါတယ်ဒီလိုနေ့ရက်လေးကိုရောက်လာဖို့အတွက်အားလုံးကလည်းစောင့်မျှော်နေကြကြရတာကတော့အမှန်ပါပဲရှင်ဟေးဦးရန်နဲ့စုပြည့်သင်းတို့ကထိတ်တဲအမှုပညာရှင်တွေဖြစ်ကြသလိုအသက်ငယ်စဉ်ကတည်းကအမှုပညာအလုပ်တွေကိုအတူတူတွဲဖက်ပြီးတော့လုပ်ကိုင်ခဲ့ကြတဲ့အမှုပညာမောင်နှမတွေလည်းဖြစ်ကြပါတယ်ဒီနေ့မှာတော့ငယ်စဉ်အတွေးလေးရဲ့ဆစ်ဆက်ပွဲပုံးရင်လေးတွေက ပရိသတ်တွေကြားမှာတော့ကြည့်ရှုလို့မဝနိုင်အောင်ဖြစ်ခဲ့ကြရပါတယ်။ဘန်ဟံဝတ်စုံလေးနဲ့လိုက်ဖက်စွာမိခဲ့အပြင်စင်လေးတွေနဲ့ဒီနေ့မှာတော့စုပြည့်သင်းလေးကအလားပါဆုံးသူတို့သမီးလေးတယောက်ဖြစ်နေခဲ့ပါပြီ။အမြဲတမ်းဖက်ရှင်ကွမ်းနေတဲ့စုပြည့်လေးကဒီနေ့သူမပွားရဲ့အမှတ်တရဖြစ်စေမဲ့ဆစ်ဆက်ပွဲနေမှာတော့အဝတ်စားမိခဲ့အပြင်စင်ဘာတစ်ခုမှအပြစ်ပြောစရာမရှိအောင်ထိမိလွန်နေခဲ့ပါတယ်။ပထမတန်းဇာဘယ်ဂျီယန်စိန်နဲ့ကိုလံဘီယာမြတ်တစင်စာနဲ့ပွဲထွက်ခဲ့တဲ့စုပြည့်သင်းကတကယ့်ကိုနဲ့သမီးလေးတပါလို့ပါပဲရှင်။ဒီလိုမျိုးသမီးအလိမ့်မှာအလားပါလေးရဲ့ဆစ်ဆက်ပွဲနေမှာစုပြည့်ရဲ့မိ ခင်အန်တီမာရဲ့ထင်မှတ်ထားတဲ့လုပ်ရက်ကြောင့်အလုံးလဲဘာပြောမှမသိအောင်ဖြစ်သွားခဲ့ကြရပါတယ်။ဘဲသွားသွားတာမီနဲ့မခွဲတူရှိနေကြသလိုစူပြည့်တစင်ကလည်းမိခင်ဖြစ်သူကိုပြောအောင်ထားပြီးတော့စာနောက်တဲ့သူလေးဖြစ်ပါတယ်။စူပြည့်ရဲ့မိခင်အန်တီမာအနေနဲ့ဒီနေ့တမီးဖြစ်သူအိမ်အောင်ပြုမယ်ဆိုတာကိုလည်းကြိုတွေ့ထားသူပါ။ ဒါပေမဲ့လက်တွေ့ကြုံတွေ့လိုက်ရတဲ့အချိန်မှာတော့ခန်းစားချက်တွေကိုမထိန်နိုင်ဖြစ်သွားခဲ့တဲ့ကြူပါတယ်။ဘာကြောင့်လဲဆိုတာမသိပေမဲ့မျက်ရည်တွေကျနေတဲ့အထိဖြစ်တာကြောင့်အမေရသူတိုင်းလည်းမျက်ရည်ကျခဲ့ရပါတယ်။တမိဖြစ်သူအခုလိုမျိုးတင်းတင်းတက်တက်နဲ့ဂုံတိရှိအမျိုးသားတယောက်နဲ့လက်ထပ်လိုက်တဲ့အပေါ်မှာပီတိဝမ်းသာမျက်ရည်ကျတာလည်းဖြစ်နိုင်ပါတယ်။တမိဖြစ်သူစုပြည့်သစင်ကလက်ထပ်ပြီးရင်တော့အိမ်ခွဲနေမှာကိုကြိုတွေ့ပြီးတော့စိတ်မကောင်းဖြစ်နေရှာတာလည်းဖြစ်ပါလိမ့်မယ်။လက်ထပ်ပြီးရင်နေထိုင်မှုအတွက်ခန္ဓာကြီးကျယ်လာတဲ့တိုက်တဲ့ကြီးကိုလည်းဟင်းဝင်ရဖခင်ကိုယ်တိုင်ကငွေကြေးများစွာအကုန်ကျခံပြီးတော့နောက်ဆုံးပေါ်ဒီဇိုင်းတွေ နဲ့စီမံဆောက်လုပ်ပြီးလက်ခွက်ခဲ့တာပဲဖြစ်ပါတယ်။ဟေဝန်ရရဲ့ချစ်ချွန်းနေတာမကရောက်ကမတို့ရဲ့မြေတားတွေကိုပါပိုင်ဆိုင်ထားတဲ့စုပြည့်သစဉ်ကတော့ကဘာပေါ်မှာကံအကောင်းဆုံးအမျိုးသမီးလေးတယောက်ပဲဖြစ်ပါတယ်။ဟေဝန်ရစရာကလည်းစုပြည့်သစဉ်တို့နဲ့အမိသားစုလိုခင်မင်းရင်းနှီးကြသူတွေဖြစ်ပါတယ်။ဒါကြောင့်စုပြည့်ပေါ်မှာထားတဲ့ဟေဝန်ရရဲ့ချစ်ချွန်းမြေတားတွေကမိခင်ဖြစ်သူအန်တီမာထက်မပေါ်ရင်တောင်မရောတဲ့ချစ်ချင်းတွေကိုပိုင်ဆိုင်ထားမယ်ဆိုတာသူ့ရဲ့အပြုမလုပ်ရတဲ့ကြည်ရင်သိနိုင်ပါတယ်။ အခုအန်တီမာမျက်ရည်ကျရတာကလည်းမိခင်နားရဲ့ခန်းစားချက်ဖြစ်မယ်ထင်ပါတယ်။ကိုယ့်ရဲ့သမီးလေးကိုတခြားမိသားစုစီပေးရတော့မယ်ဆိုတဲ့ခန်းစားချက်နဲ့ဝမ်းသာဝမ်းနဲ့မျက်ရည်ကျရတာလည်းဖြစ်မယ်ထင်ပါတယ်။မျက်ရည်စားတွေကိုတုံနေတဲ့စုပြည့်ရဲ့မိခင်အန်တီမာကိုကြည့်ပြီးတော့စုပြည့်လည်းစိတ်ကိုတင်းထားခဲ့ပုံရပါတယ်။စုပြည့်ရဲ့မိဘတွေကိုဇာဟေးဝန်ရတို့ရဲ့ဆစ်ဆက်တောင်းရံပွဲကိုလက်ခံကကျေးဇူးတင်စကားပြောခဲ့သူကတော့အကယ်ဒမီမင်းသမီးကြီးစုမြတ်သူစာဖြစ်ပါတယ်။ အခုလက်ဆစ်ဆက်ပွဲဆိုပြီးမယ်ဆိုပြတဲ့စဉ်ကိုတံမိုးထားကြတဲ့အတောင်ဝိုင်းပြည်သားစွာပဲတခန္ဓနာပြင်ဆင်ထားတာကိုတွေ့ရပါတယ်။နောက်ထပ်လည်းမင်္ဂလာဝဲတွေကိုတခန္ဓနာနဲ့ကျမပြုတ်လုပြီးသွားအောင်မှာဖြစ်တာကြောင့်လေတံမိုးထားခံရတဲ့သူတို့သမီးလေးဖြစ်ခဲ့ပါပြီနော်။ပိတဲ့ကြီးတို့ရောစစ်ဆက်ပွဲနေမှာမျက်ရည်ကျခဲ့တဲ့ဆိုပြရဲ့မိခင်ဖြစ်သူအန်တီမာရဲ့အပြုတ်မှုနဲ့ပတ်သက်ပြီးတော့ဘလို့များချင်ပါလဲဒီနေ့ပွဲလေးနဲ့ပတ်သက်ပြီးတော့ရောပိတဲ့တို့သဘောကျခြင်းနဲ့မှရှိပါရဲ့လားရှင်